ပါရှင်ဒီနေ့က Sunday လीဆိုတော့တပတ်လုံးမှာလှူရှားသွားလာခဲ့တာ၄ပြီးတော့အလုံးမှာပြောခဲ့ဆိုခဲ့အလုပ်တွေစူးစားခဲ့ဒါတွေအားလုံးအပန်းပြေသွားကြပြီလို့သင်စားထင်ပါတယ်အခုနားထောင်နေတဲ့သူတွေရောကိုရောစိတ်ကောကျမ်းမာချမ်းသာနေကြရဲ့လားလို့သင်စားကတရားနေပြီးတော့ မိလိုက်ပါရရှင်။ဒါသာစာအုပ်မဖတ်ဖြစ်ဘူးပေါ့နော်။အဲဒီ podcast လေးကလည်းစာအုပ်ဖတ်ပြရတဲ့ podcast လေးမဟုတ်ဘူး။ podcast လုပ်ဖို့ကိုဒါသာခုနောက်ပိုင်းအဲဒီစာအုပ်ဖတ်ပြပြီးတော့ပြောတဲ့ဟာလေးကို လုပ်ဖို့အတွက်နည်းနည်းလေးတွန်းဆုံမိရဲ့အင်းအခြေအနေမျိုးတွေအတွေးမျိုးတွေဖြစ်နေရပေါ့နော် ပေါ့လေဆိုတော့အခုမြန်မာနိုင်ငံအခြေအနေနဲ့ဆိုရင်ရာဒီဥတုဖောက်ပြန်မှုတွေနဲ့ရောပြီးတော့တခြားအခြေအနေတွေနဲ့ရောဆိုတော့ကြုံတွေ့နေရတဲ့အရာတွေကစိတ်ချမ်းသာစရာ မကောင်းဘူးပေါ့နော် အခြေအနေအချင်းခါတွေကမကောင်းဖြစ်နေတော့တင်စားကစာအုပ်ဖတ်ပြပြီးရောဒီစာအုပ်နဲ့ပတ်သက်ပြီးရောပြန်ပြောပြရဲဘလို့ကောင်းနေမဲဘလို့တီလာတွေစောင့်ထိန်တာပိုကောင်းနေစိတ်အချမ်းမှုလေးဖြစ်စီချင်လို့ ပြောပြရဲဆိုပေမဲ့အအကျိုးရှိပါမလားပေါ့နော်။ဘာလို့လဲဆိုတော့လူတွေက လူတယောက်ချင်းစီမှာတွေ့ကြုံရတဲ့အတွေ့အကြုံတွေဖြစ်တမ်းရတဲ့ဘဝဖြစ်တမ်းမှုတွေကမတူဘူး။အဲ့လိုတွေ့ကြုံရတဲ့အတွေ့အကြုံတွေဘဝဖြစ်တမ်းရတဲ့အရာတွေကအရန်ကိုကြမ်းတမ်းလာတဲ့အချိန်မှာ အရန်ကိုခတ်ထင်လာတဲ့အချိန်မှာလူတယောက်ရဲ့ခံစားချက်က ပို့ပြီးတော့อืมဘယ်လိုပြောမလဲဟိုတခြားလူတယောက်အတွက်ဒီအရာဟာစိတ်ချမ်းသာမှု ဖြစ်ခြင်းရင်ဖြစ်နေမယ်ဒါပေမဲ့ဖြစ်တန်းလာရတဲ့အတွေ့အကြုံနဲ့သူ့အတွက်တော့စိတ်ချမ်းသာတယ်လို့မြင်နိုင်ခြင်းမမြင်နိုင်ပဲပေါ့နော်ဥမာကောင်းတဲ့အရာတွေဆိုရင်လေအရင်ကခက်ခဲဖြစ်တန်းလာတဲ့အချိန်မှာဒါကိုကောင်းတယ်လို့မမြင်နိုင်တော့တဲ့အခြေအနေမျိုးလေးရှိခဲ့ ဒါလည်းသူကိုယ်တိုင်လုပ်ခဲ့တာမဟုတ်ဘဲနဲ့ကိုဘဝဖြတ်တမ်းမှုနဲ့ပတ်သက်ပြီးတော့မြင်ရတဲ့အမြင်လောကကြီးပေါ်မြင်တဲ့အမြင်ပေါ့နော်လောကကြီးမှာထားတဲ့စိတ်ထားပေါ့အဲတော့အဲ့လိုမျိုးခက်ခဲနေတဲ့အခြေအနေမှာဒီစားကဒီလိုအချာအောင်ပြောပြရဲဆိုရင်ဒါကထိရောက်ပါမလားပေါ့နော်ဟိုမြစ်စွာဘုရားဟောခဲ့တဲ့ ပုံစံမျိုးပဲပေါ့နော်စကားပြောတဲ့အချိန်မှာတင်စားတော့ကမန်နဲ့စကားပြောရမယ်နောက်တစ်ချက်ကအကျိုးရှိတဲ့စကားဆိုရင်ပြောရမယ်အကျိုးရှိတဲ့စကားတော့မှ အချိန်အခါကိုကြည့်ပြီးတော့ပြောရမယ်အချိန်ကကြည့်ပြီးပြောတာတော့မှမေတ္တာနဲ့ပြောရမယ်ချိုးတာတဲ့စကားကိုပြောရမယ်ဆိုတဲ့အချက်လေးရှိတော့အခုတင်စားကစာအုပ်ဖတ်ပြရဲမန်နဲ့စကားတွေပြောရဲအကျိုးရှိစေတဲ့စကားတွေပြောရဲဆိုပေမဲ့ အချိန်အခါကိုကြည့်လိုက်တဲ့အချိန်ကြာရင်တင့်တော်တဲ့အချိန်အခါတခုဖြစ်ပါမလားဆိုတော့အတွေးမျိုးသင်စားတွေးမိရေပေါ့နော်အဲ့တော့အာ focus လုပ်ဝင်ကောင်းမလားမလုပ်ဝင်ကောင်းမလားအဲအဲ့လိုမျိုးပေါ့နော်တွေးဖြစ်တယ်ပြီးတော့လဲနောက်ထပ်သင်စားတိလာတာခါကျတော့ပတ်ဝန်းကျင်နဲ့စိုင်းနေပေါ့နော်ဟိုငါးပါးတိလာကိုလုံခြုံအောင်ထိမ့်သိမ့်နေဆိုပေမဲ့ ကိုနေထိုင်တဲ့ပတ်ဝန်းကျင်ကဒီလိုလုံးကျုံအောင်ထိမ့်သိမ့်နိုင်လောက်တဲ့ထိမ့်သိမ့်လို့ရလောက်အောင်အထိကောင်းတဲ့ပတ်ဝန်းကျင်မျိုးမှာနေနေဖို့လိုတယ်ပေါ့နော်ဥပမာအဖြစ်အဲကိုကဘလို့ပဲသူများပစ္စည်းကိုအမခိုးဘောเนาะသူများအတက်ကိုမတက်ဘူးဆိုပေမဲ့ကိုကြုံနေရတဲ့အခြေအနေဥမာကိုရဲ့အဲတာဖြစ်ဖြစ်ကိုရဲ့သမီးဖြစ်ဖြစ်ပေါ့เนาะ ဟိုငတ်မှုခေါင်ပါနေတဲ့အခြေအနေတခုဂျုံရပြီးဆိုရင်သူများပစ္စည်းကိုမယူဖို့ထိမ့်သိမ်းနေစိတ်ဆွမ်းအားတခုကတော်တော်ကြီးကိုခံနိုင်မှမှရှိနေမှရမယ်အဲ့လိုပဲအာကာမီတူမိစာပေါ့နော်ကိုကဘလောက်ပဲကောင်းနေဘလောက်ပဲစောင့်ထိန်နေဖြစ်ပါစေတစ်ဖက်လူကအရန်ကိုချော်မော်လာပါပြီအရန်ကိုဆွဲဆောင်မှုကြီး ဖြစ်နေရဲဆွဲဆောင်မှုတွေပေးနေရဲဆိုရင်ဒီစိတ်ကိုထိမ့်သိမ်းနိုင်ဖို့ဆိုတာကအများကြီးလိုအပ်တယ်ပေါ့နော်အဲ့တော့အဲ့ဟာတွေကိုတဘောပေါက်လာတဲ့အခြေအနေတွေအချိန်ကာလပတ်ဝန်းကျင်အခြေအနေတွေကလည်းအထောက်ပံ့တစ်ခု ဖြစ်နေမှသာတင်စားလို့ကအပူပြီးတော့လေကိုယ်စိတ်ကိုထိမ့်သိမ်းနိုင်နေပေါ့နော်အဲ့ဒါကြောင့်မို့အဲ့လိုအခြေအနေမှာမหนีဖြစ်အောင်အဲ့လိုအခြေအနေမဖြစ်အောင်ကိုယ့်ဘက်က ရှောင်ရှားဖို့လည်းလိုတယ်။ရှောင်ရှားလို့မရတဲ့အခြေအနေ ဖြစ်လာတဲ့အချိန်ကြာရင်ဒီအရာကြီးကိုထိမ့်သိမ်းနိုင် ထိမ့်သိမ်းမှာထိမ့်သိမ်းမှာထိမ့်သိမ်းတာကောင်းပါလေလို့ပြောနေပေမဲ့အခြေအနေမပြီးတဲ့အခါကြာရင်ဘယ်လိုတွေဖြစ်မလဲပေါ့နော်။အဲ့တော့အလိုမျိုးအချိန်နေချိန်ကားတွေးမိတဲ့အချိန်ကြာရင်တော်လေဒါသာအမပြောချင်တော့ဘူးလို့ဖြစ်လာရေပေါ့နော်မတိုက်တွန်းရက်တော့ဘူးပေါ့နော် အဲ့လိုမျိုးတွေးမိပြီးတော့ focus လည်းမလုပ်ဖြစ်တော့ဘူးပေါ့ကိုယ်ကပဲနေဖြစ်တော့တယ်အဲ့လိုပြောရမလားပေါ့နော်အဲ့ရတွေးလေးတော့ရှိနေရပေါ့အဲ့တော့အခုလောလောဆယ်ပါတင်တာဒီနေရာမှာပြောနေရင်နေရာလေးတနေရာကိုခေါ်သွားခြင်းပါတယ်တင်တာတို့ ရေလိုင်းတန်လေးရှိတဲ့နေရာလေးကိုတွားရအောင်เนาะအိမ်မှာဒီစားတို့စကားတွေစပြောကြရအောင်เนาะ ဖြစ်ဖြစ်လေးတစ်ခုရှိရဲ့အဲ့ဒါပါလေဆိုတော့မီးလောင်တာပေါ့နော်တင်သာ6လွှာမှနေတယ်မီးလောင်တော့9လွှာမှလောင်နေပေါ့နော်ဘယ်ချိန်လောင်တာလဲဆိုတော့မနေ့9နာရီမှစပြီးတော့မီးလောင်တယ်မနေ့9နာရီဆိုတော့တင်သာအိတ်နေတော့မရှိသေးရဲ့ပေါ့အိတ်နေချိန်မှာအပေါ်ကနေပြီးတော့ဝုန်းဝုန်းတိုင်းတိုင်းနေတင်သာအတန်ကြာရတယ်ကြာတော့စိတ်ထဲမှာထင်တာမနေ့ နိုင်မှာဟိုလူတယောက်ရောက်ပေါ့နော်အပေါ်ထက်ကလူဟာပစ္စည်းရွှေ့နေတယ်လို့ထင်တာ။ဒါကမနက်ကနိုင်မှာဘာလို့အလောက်ပစ္စည်းကိုညံ့ညံ့နေနေရွှေ့နေရလဲဆိုပြီးတော့စဉ်းစားမိရဲ့။ဒါမို့လေနောက်တစ်ထပ်ပြီးတော့အအတန်ကြီးကြတာကလို့ fire ဆိုပြီးတော့ပေါ့နော်။ level 9မှာ fire ဖြစ်နေပါညာလို့အော်တန်ကြားတဲ့အချိန်မှာတင်းသာလက်မြို့ပြင်ပေါ်ကိုကြီးလိုက်တဲ့အချိန်မှာဟို ဆင်းတဲ့လူကလည်းဆင်းနေပြီပြီးတကားလိုက်ခောက်ပြီးတော့အောက်ဆင်းဖို့အတွက်သူတို့လိုက်ပြီးတော့ပြောနေကြပြီပေါ့အဲဒီအချိန်မှာတင်စားမြင်မြင်ထားပြီးတော့အာခံပေးခံအမအိုးတော့ no no ပြီးတော့တင်စားတို့အောက်ဆင်းဖို့ပြင်ကြတယ်ပြင်ကြတဲ့အချိန်မှာခါကျော်တော့တကယ်တမ်းအသက်ပေနဲ့ဂျုံလာပြီဒါတော့တင်စားရဲ့အခမ်းမီလောက်တော့မဟုတ်သေးဘူးเนาะအပေါ်ကကိုလွာမီလောင်တာပေါ့ဒါပေမဲ့တင်စားတို့အခမ်းနဲ့တိုက်ရိုက်အပေါ်တက်တက်ကဆိုတော့အဲ အတန်ကြီးကြားနေရပောက်ခွေးတွေအတန်ကြီးကြားနေရပေါ့အဲအချိန်မှာအကဲစင်မစင်မဆိုပြီးခါကျော်စင်တဲ့အချိန်မှာတင်စားဘာပဲယူသွားဖြစ်လဲဆိုတော့ကိုယ့်အတွက်တကယ်ကိုအရေးကြီးတဲ့ဖုန်းရဲ့ passport ရဲ့ပြီးတော့ပစံအရေးအသုံးခုပဲယူပြီးတော့စင်သွားနိုင်တယ်ပေါ့နော်ကိုယ့်ကိုအရန်ကြိုက်ပါတယ်အရန်ဟိုအာတမျက်တနိုးနဲ့ဝေထားတဲ့စာအုပ်တွေလည်းဘလို့မှမတင်နိုင်တော့ဘူးပြောလို့ပဲ certificate တို့ဘာလို့အားလုံးအားဘာမှမတင်နိုင်တော့ဘူး အဲကိုကအရန်တော့လန့်နေရပါဘူးเนาะစိတ်ထဲမှာတော့အဲ့တော့တော်တော်လန့်သွားတယ်။ဒါပေမဲ့ကိုယ်စိတ်ကိုတရားပြန်ပြီးတော့ထိမ့်ပြီးတော့ okay ဘာလို့အဲ့လဲ။အလိုအဆုံကဘာလဲဆိုပြီးတော့ယူပြီးပဲဆင်းသွားဖြစ်တယ်ပေါ့။အဲ့တော့အမီးကအပေါ်တက်တယ်ဆိုတော့ဇာတ်တကားဖွင့်လိုက်တာနဲ့မီးရောင်ချက်ချင်းမြင်ရတယ်။အဲ့မြဲမြဲဆင်းအောက်ကိုဆင်းပြီးတော့ဘာမှမတက်နိုင်ဘူးပေါ့เนาะမီးလောင်တာကိုပဲအောက်ကနေပြီးတော့ရက်ပြီးတော့ချိန်နေနိုင်ချိန်နိုင်တဲ့အခြေအနေဖြစ်သွားတယ်ပေါ့။ အဲ့အခြေအနေကိုကြုံလိုက်တဲ့အချိန်မှာတင်စားပါဦးသိသွားလဲဆိုတော့ကိုဘလောက်ပဲမျက်နှာပါတယ်ကိုဘလောက်ပဲကြိုက်ပါတယ်ကိုဘလောက်ပဲအတုံးဝင်ပါတယ်လို့ထင်ခဲ့တဲ့အရာတွေပေါ့နော် ကို့အတွက်ကို့ဟာကို့စာအုပ်ကို့ပစ္စည်းလို့ထင်ခဲ့တဲ့အရာတွေကတကယ်တမ်းမှာကို့နောက်ကို့ဘာမှပါမလာနိုင်ဘူးကို့ဝှထားတဲ့အင်ဂျင်နဲ့တကယ်လိုအပ်တဲ့အရာတွေပဲတင်စားယူနိုင်နေပေါ့နော်အဲတော့တကယ်လို့ဒါတင်စားတော့အခန်းက ဟိုမီးလောင်နေအခန်းဆုံးရလေဒီကိုပစ္စည်းကြီးမီးလောင်တော့ဒီတိုင်းရက်ချီနေရတော့မှာပဲဘောနော်ဘာမှမတန်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားတယ်နော်အဲ့အခြေအနေကိုကြည့်နေရင်လည်းတစားပါဘူးအဲတတိယမီးလေဆိုတော့ဆရာကြီးဦးစိုးလွယ်တရားတယ်မှာပေါ့နော်အဲစင်ကာပူလာတော့တစားတို့တွားပြီးတော့အဲနားထောင်ဖြစ်တယ်ဆရာတော်ဆရာရဲ့တရားတွေပေါ့နော်သင်ပေးရအောင်အဲမှာဆရာကပြောလဲဆိုတော့ ပစ္စည်းတွေကိုတုံးတဲ့အချိန်ကြရင်အဲတုံးမဲတုံးပေါ့နော်မစွေးနဲ့ဆိုတဲ့စကားလေးရေပြီးတော့ဆရာပြောပြတဲ့ဥပမာလေးရေဥဒင်းစားတွားပြီးတော့တတိယမိရေဆရာကဘာပြောလဲဆိုတော့တရားကျင့်နေဆိုတာတဲ့ဘာလို့ကျင့်တာလဲကိုယ့်ကိုစဉ်းစားဖြစ်လာတဲ့အဲတော့တရားကျင့်နေဆိုရင်ခေါင်းစဉ်အမျိုးမျိုးနဲ့တော့ကျင့်ကြတာပဲပေါ့နော်ဒါမဲ့တကယ်တမ်းကတော့တရားကျင့်နေဆိုတာကိုယ်စိတ်ထဲက လောဘတွေဒေါသတွေမောဟတွေယော့သွားဖို့အတွက်တရားကျင့်ရမှာပေါ့အဲတော့ကိုယ်စိတ်တွေကလောဘယော့ရဲဆိုတာဘာကိုပြောတာလဲဥပမာအဖြစ်ဆိုပြီးတော့ဇာဥပမာတစ်ခုပြောပြတယ်အဲ့ဒါဘာလဲဆိုတော့လူတယောက်ကတရားသွားထိုင်နေဆိုပြီးခါကျတော့ဘုန်းကြီးကျောင်းသွားတယ်ပေါ့အဲ့တော့ကိုယ်မှာကားရှိတယ်အဲ့တော့ကားမောင်းပြီးတော့ဘုန်းကြီးကျောင်းသွားလိုက်တယ်သွားလိုက်တဲ့ချိန်မှာဘုန်းကြီးကျောင်းဝန်ထမ်းရောက်တာနဲ့ကားကိုရက်လိုက်တယ် ကားကိုရက်ပြီးတော့ကားပေါ်ကနေဆင်းနေပြီးကြောင်းဆောင်ပေါ်သွားတဲ့ချိန်မှာကားပေါ်ကနေဆင်းလိုက်တာနဲ့အကားကကိုနဲ့မဆိုင်တော့ဘူးကားမှာရှိနေတဲ့ကိုရဲ့စိတ်အဆွေအလန်ကိုစိတ်ရဲ့လောဘကိုစွန့်ခဲ့ရမှာပေါ့နော်ဘာလို့လဲဆိုတော့ကားကိုရက်ခဲ့ပြီးတော့သွားလိုက်ပြီးဆိုကြတဲ့ဒီကားကဟိုတခုခုဖြစ်ကောင်ဖြစ်မဲ့သူများယူလို့ရတယ်ဖြစ်ကောင်ဖြစ်မဲ့တော့ဘိန်းဖြုတ်သွားတာအဲဘယ်သူကဘလို့ပဲလှုပ်သွားသွားကိုကဘလို့မှမသိနိုင်တော့ဘူးပေါ့နော် ကုတ်ကားလို့ပြောပေမဲ့လည်းအချိန်မီပျက်စီးသွားနိုင်တယ်ပေါ့အချိန်မီမရှိတော့ဘူးဖြစ်နိုင်တယ်အဲ့တော့ကိုယ်စိတ်ထဲမှာဒါငါကားလို့ဆွဲနေတာကိုယ်စိတ်ထဲမှာပဲရှိရပါဘူးเนาะအပြင်လက်တွေ့မှာတော့ကိုကဒီကားပေါ်ကဆင်းပြီးတော့ចောင်းဆောင်ပေါ်သွားလိုက်တာ ਨੇ ဒီကားနဲ့ကိုเนี่ยဘာမှမဆိုင်တော့ဘူးအဲ့လိုပဲတရားထိုင်မှုအတွက်ဓမ္မယုံထဲဝင်နေဆိုရင်ဖနက်ချွတ်ခဲ့တယ်ပေါ့เนาะအဲ့ဖနက်ချွတ်ပြီးပြီးတော့ကျောင်းဆောင်လေးဓမ္မယုံလေးကိုဝင်လိုက်တာနဲ့ဒီဘဏ္ဍနဲ့ကိုနေရပါမှမဆိုင်တော့ဘူး။ဘာလို့လဲဆိုတော့ ကိုចောင်းဆောင်နေဝင်တဲ့အချိန်မှာဖနက်ကသူများယူသွားတယ်ဖြစ်နိုင်လို့ခွေးချီသွားတယ်ဖြစ်နိုင်တယ်ကိုဘာမှမတတ်နိုင်ဘူးပေါ့နော်အဲ့တော့ငါဖနက်ဆိုပြီးတော့ဆွေးနေတဲ့အဆွေရကိုစိတ်ထဲမှာပဲရှိတာတကယ်အပြင်ပန်းမှခါကြတော့အပြင်မှာကြတော့ဖနက်ကြီးကကိုယူထားလို့ရတဲ့အရာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဖနက်ချွတ်လိုက်တာနဲ့ကိုစိတ်ထဲကဖနက်နဲ့ကိုနဲ့ကိုမဆွေးနေရတော့ဘူးပေါ့နော်အဲ့လိုပဲကိုကတရားထိုင်နေတရားထိုင်ပြီးတော့ပြန်ပြီးတော့ တရားထိုင်ပြီးတော့ပြန်ပြီးတော့ထလာတဲ့အချိန်မှာကျောင်းဓမ္မယုံတရားပြန်ထွက်လိုက်တာနဲ့ဘယ်မှာလဲငါဖန်နဲ့ဆိုပြီးရှာလိုက်တာနဲ့သူ့စိတ်ထဲကအဆွေးရမပြတ်သေးဘူးပေါ့နော်အဲ့တော့ကိုဖနက်ကအဲ့မှာရှိနေတယ်ဆိုရင်ဒါဟာဒီပစ္စည်းကကိုသုံးဖို့အတွက်ထိုက်တန်သေးလို့ဒါဒီနေရာမှာရှိနေရပေါ့ဒီပစ္စည်းကကိုနဲ့မထိုက်တန်တော့ဘူးဆိုရင် ရှိတော့မှာမဟုတ်ဘူးဆိုတော့ okay ဒီမှာဖနက်ပြန်ရှိနေတယ်အဲဆိုရင်အဲ့ဒီဖနက်လေးကိုပြန်ပြီးတော့ကိုသုံးခွင့်ရတဲ့အတွက်ကျေးဇူးတင်မယ် ပြန်ပြီးတော့သုံးမယ်အဲ့လိုပဲကားပေါ်ရောက်သွားတဲ့အချိန်ကားလည်းရှိနေသေးတယ်အကောင့်တိုင်းရှိနေသေးတယ်ဆိုရင်ငါကားလို့ဆွဲနေတာမျိုးမဟုတ်ပဲနဲ့ဒီကားကိုကိုသုံးဖို့အတွက်အခွင့်အရေးရှိသေးတယ်ကိုကဒီကားကသုံးဖို့ထိုက်တန်သေးတဲ့အတွက်ရှိနေတာဖြစ်တယ်ဆိုတော့စိတ်ထဲကအစွဲကိုအဲဆရာကဆရာကြီးရပါတော့ဖြတ်ပေးဖို့ဖြတ်တတ်ဖို့တရားလို့စုံပါတယ်အဲ့တော့တကယ်လို့ဒါတရားထိုင်ပြီးပြန်ထွက်လာတဲ့အချိန်မှာဘယ်မှာလဲငါဖက်နေဆိုပြီးတော့ ဖဏတ်မရှိတော့အမလီငါဖဏတ်ပြောက်ပါပြီဘောနော်အဲ့လိုငါဆိုရဲစိတ်ဆွေးနေတင်ဒါတရားချင်းနာမထီရောက်သေးဘူးဘောနော်ကိုယ့်ရဲ့လောဘဒေါသမောဟကိုတပြေးပြေးနဲ့စွန့်သွားတဖို့ဆိုပြီးတော့ဇာယီရဆုံးမာတဲ့ချိန်မှာတင်စားအဲ့ဒါလေးကိုတွားပြီးတော့တတိရတယ်ဘောနော်တင်စားဆုံးလည်းအဲ့လိုပဲမနဲ့အလုတ်သွားတယ်ဆိုရင်ကိုတကယ်သွားတာကိုဝတ်သွားတဲ့အင်ဂျင်နဲ့ကိုအိတ်နဲ့ဒါနဲ့ပဲအလုတ်သွားလိုက်တာအဲ့တော့ အိမ်မှာကျန်နေတဲ့ကိုယ့်ရဲ့ပစ္စည်းတွေကိုယ့်ရဲ့စာအုပ်တွေဟိုကိုလိုလိုလိုဝယ်ထားတဲ့အရာတွေအားလုံးကကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးပေါ့နော်အဲ့တော့အချိန်မရွေးပျက်စီးသွားနိုင်တယ်ဒီအရာပေါ်မှာသုံးတော့သုံးမယ်ဒါပေမဲ့ဆွေးတဲ့စိတ်မထားဖြစ်အောင်တင်စားတို့အဲစူးစမ်းတင်နေပေါ့နော်အဲ့လိုပြောလို့ဘာမှမဝင်ရတော့ဘူးလားအဲ့ဆိုဘာစီးပွားမှမရှာရတော့ဘူးလားအဲဒီတိုင်းပဲ ားရတော့မှလားဘာမှမစူးစမ်းရမလို့တော့ဘာမှပတ်စံရှာစရာမလို့တော့ဘူးလို့ပြောတာမဟုတ်ဘူးပေါ့နော်ဒါကြောင့်ကလူဘဝမှာနေနေတာဖြစ်တဲ့အတွက်ဒီလူဘဝမှာလိုအပ်တဲ့အစာဝတ်နေရေးအတွက်လိုအပ်တဲ့အရာတွေကိုဒါကြောင့်အခြေခံအားဖြင့်ရှာရမယ်စီးပွားလုပ်ဖို့လုပ်ရမယ်ပေါ့နော်ပြီးတော့လေအင်းကိုနေထိုင်တာအဆင်ပြေဖို့အတွက်ပေါ့နော်အရင်ကြီးချိုးချန့်ချွေတာလည်းမဟုတ်ဘူးရိုင်းဖြုံပြီးနေရလည်းမဟုတ်ပဲနဲ့အလေအလတ်လန်းစင်ကိုယ်အတွက်အဆင်ပြေမဲ့ ပစ္စည်းကိုယူပြီးတော့တုံးတာမျိုးပစ္စည်းကိုဝယ်ပြီးတော့တုံးတာမျိုးပစ္စည်းကိုရွေးပြီးတော့တုံးတာမျိုးရွေးပြီးတော့ဝယ်တာမျိုးကိုတစားတို့လုပ်ပါမယ်အဲအလေလက်လန်နေပဲတစားတို့သွားမယ်ပေါ့နော်အရန်ကြီးဟိုဘက်အစုံရောက်ဒီဘက်အစုံရောက်မူလောက်တာမဟုတ်ဘဲနဲ့ကိုလိုအပ်တဲ့အရာတွေကိုဝယ်ချမ်းတုံးဆောင်ပါမယ်ကိုလိုအပ်တလောက်စီးပွားရှာမယ်ကိုလူနိုင်တလောက်လူပါမယ်ဒါပေမဲ့အဲ့ဒီပုံမှာတော့ဆွဲမနေဖို့အမ် ဆရာကြီးကဆုံးမပေးတယ်ပေါ့နော်အဲ့တော့အလိုပဲဒါအဲ့ဒီမီလောင်နာကိုကြည့်ရင်းနဲ့အဲ့ဒီရဲ့ဆုံးမတဲ့အရာလေးဒါသာပြန်ပြီးတော့တွေးမိရယ်ပေါ့နော်ဟုတ်ဟုတ်တယ်ဒါသာဆိုရင်လည်းအလိုပဲအခုချိန်နေဆိုရင်အလိုပြောလို့ရတယ်ပေါ့ဒီလိုသာလောင်သွားတယ်ဆိုရင်လည်းလောင်သွားတယ်လို့ပဲပြီးအောင်ပါပဲပေါ့နော်ဒီထဲမှာစိတ်ထဲမှာဆွေးနေရင်တော့လေကိုပို့ပြီးတော့စိတ်ဒုက္ခရောက်တာပေါ့နော်အဲ့တော့ဒါသာဒါသာနာဘူးတဲ့ ဆရာကြီးဦးစွန်လွင်ပြောပြတဲ့တရားလေးကိုတစားပြန်ပြီးတော့ sharing လုပ်ပေးတာပါအဲ့တော့ကိုယ်စိတ်ထဲမှာလည်းစဉ်းစားကြည့်ပါကိုယ်ဘာတွေကိုဆွေးနေလဲကိုယ်ဟာလို့ထင်နေတဲ့အရာတွေကတကယ်တမ်းကိုယ့်ရဲ့ကိုယ်ပိုင်ဆိုင်တဲ့အရာဟုတ်ရဲ့လားဆိုတာလေးကိုတစားတို့အဲတွေးတွေးပြီးဖို့လိုရပေါ့เนาะအကျင့်ပေါ့တွေးတတ်တဲ့အကျင့်လေးရှိမယ်ဆိုရင် နောက်ပိုင်းအဲအကျင့်ကခိုင်မာသွားတဲ့အချိန်ကျရင်စိတ်ထဲမှာလွတ်လပ်မှုလေးရှိသွားမှာပေါ့ เนาะအဲ့ဒါကြောတော့ကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်တဲ့စိတ်ဆွဲလမ်းမှုပေါ့เนาะနောက်တစ်ခုခါကြောတော့တင်စားနောက်ထပ်စိတ်ထဲမှာလွတ်လပ်မှုရသွားတဲ့အရာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တင်စား coffee ပြတ်သွားတာပေါ့အဲ coffee ပြတ်သွားတာကအရင်ကကြီးမားတဲ့အရာကြီးလားလို့မေးကောင်းမေးလိမ့်မယ်ဒါပေမဲ့ coffee ကိုအရင်ကြိုက်တဲ့လူတို့ဆိုရင် coffee ရာဘလောက်တောင်မှအဲဆွဲလန်းစရာကောင်းလဲဆိုတာကိုနားလည်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အလိုပဲဟိုအရက်ဆွဲနေရလို့ဆိုရင်လည်းအော်ဆွဲနေတဲ့လူအချင်းချင်းမာတာဒီအရက်ကဆွဲလန်းစရာကောင်းနေပေါ့နော်အလိုသိမှာပေါ့နော်အလိုပဲ coffee ဆွဲတဲ့လူကလည်းအလိုအချင်းချင်းကပို့ပြီးတော့နားလည်လိမ့်မယ်လို့သင်သာထင်တယ်အော်ဒါက coffee ဘာလို့ပြတ်သွားတာလဲပေါ့ဘာလို့ဖြတ်ချင်တာလဲဆိုတော့ င်စားတီလာရှင်နှစ်ချိန်ဝတ်တယ်လေပရမတစ်ချိန်ဝတ်တော့ခါကျော်တင်စားကော်ဖီတောင်းနေလို့မရှိသေးရယ်နော်တီလာရှင်ဝတ်ရင်မနဲ့စွန်းဖုံးရင်ကစွန်းစားရင်ကအဲသူများလူတာပဲတင်စားတော့စားရတာ哦အဲ့တော့ကော်ဖီမပိုင်ဇာတို့ကော်ဖီတောက်ခွင့်မရှိဘူးအဲ့တော့အဲ့ဒီအချိန်မှာတင်စားစိုးရင်စိတ်ကဘာဖြစ်လဲဆိုတော့ငါကော်ဖီမတောက်ရရင်ဘယ်လိုလုပ်မလဲဆိုတော့စိုးရင်စိတ်ဝင်တယ်ဘာလို့လဲဆိုတော့ကော်ဖီမတောက်ရရင်အုံနောက်မနိုးအုံနောက်မနိုးဆိုတော့တရားကောင်းကောင်းထိုင်လို့ရပါမလားဆိုတော့ ဆိုရင်မရှိရပေါ့နော်အဲ့တော့နေ့တိုင်းကော်ဖီတောက်ချင်တဲ့ဒုက္ခအဲ့ဒီစိတ်ဆွေလမ်းမှုတစ်ခုတင်တာပထမဆုံးဒီလာရှင်ဝတ်တဲ့အချိန်မှာကိုယ့်ကိုတတိဟာမိရဲ့အာဒါမဲ့အဲ့ပထမဆုံးဝတ်တော့ကတော့နေ့တိုင်းကော်ဖီတောက်လိုက်ရတယ်ပေါ့နော်အဲ့အဲ့လိုကံကောင်းစွာနေပဲပေါ့နော်အဲ့ကပီယာလုတ်ပေးတဲ့အတော်ကြီးအဖွာကြီးအဲတခြားအမကြီးကသူတို့ကော်ဖီမနဲ့တိုင်းကပ်ပေးတယ် အဲ့မှာတင်စာပထမတစ်ခေါက်မှာအဆင်ပြေခဲ့တယ်ပေါ့ဒုတိယတစ်ခေါက်မှာခါကျုံတော့ဒီခံစားချက်ကြီးကိုတင်စာထပ်ပြီးတော့မလို့ချင်တော့ထပ်ပြီးတော့ coffee ကြီးကိုဆွဲလန်းနေတဲ့စိတ်မျိုးမလို့ချင်ဘောင်းလဲဆိုတော့ကိုကဒီလားရှင်ဝတ်တယ်ဆိုတာအရာအားလုံးကိုစွန့်လွတ်လိုက်တယ်ဆိုတဲ့စိတ်နဲ့ဝတ်တာကိုဟိုစပင်တော်မှစွန့်လွတ်ပြီးသွားပြီပေါ့နော်အဲ့တော့ဟိုအပြင်အပစ္စည်းတွေကိုစွန့်လွတ်ပြီးပြီးဆိုရင်တော့မှဒီစိတ်ထဲကအစွဲအလန်းတစ်ခုမှတင်စာမလို့ချင်ဘောင်းနော် ဒါသာဒီလရှင်ဝင်လိုက်တာနဲ့အဲ့လိုမျိုးဟိုအိမ်ရမိသားစုတတိယတာမျိုးတငယ်ချင်းတွေကိုအဲပြီးရင်လုပ်ဖို့ခိုင်းဘက်တွေကိုကိုယ့်ရဲ့အလုပ်ကိုတတိယတာမျိုးသင်စားမလုပ်ဘူးပေါ့နော်ဒါကစိတ်ကိုလူရောအရာအားလုံးကိုသင်စားအားလုံးကိုဆွန့်လွတ်လိုက်ပြီးဆိုရဲစိတ်နဲ့ဝတ်တာပေါ့အဲ့တော့အဲ့ဒီမှာမှဒီစားရဲ့ကော်ဖီတောက်ချင်တယ်ကော်ဖီတောက်ချင်တဲ့စိတ်ကအဲ့ဒါကိုသင်စားဆွန့်လွတ်ချင်တယ်အဲ့တော့အဲ့ဒီဒုတိယတစ်ချိန်ဝတ်တဲ့အချိန်မှာကော်ဖီโอเค ဖြစ်မေးပေါ့เนาะအဲဒီရဲ့စိတ်ကိုမရှိအောင်ထားမေးဆိုပြီးတော့ပထမအဲတရက်နဲ့သုံးရက်လောက်ကတော့အဲကော်ဖီမတောက်ရတော့ကော်ဖီတောက်ချင်တဲ့စိတ်တော့ဖြစ်တယ်ပြီးတော့ကော်ဖီမတောက်ရရင်ခေါင်းကိုက်တယ်ပေါ့เนาะအဲ့တော့ခေါင်းကိုက်တာလေးနည်းနည်းရေအိတ်ချင်တာလေးနည်းနည်းရေအဲ့လိုဖြစ်တယ်အဲ့တော့ဒါပေမဲ့တရားထိုင်တာလည်းအကျိုးတစ်ခုဖြစ်သွားမယ်လို့တင်စားထင်တယ်။အရင်ကြီးတော့ဟိုပုံမှန်အချိန်နေရာလောက်မခံစားရဘဲနဲ့နည်းနည်းတော့ခံစားရတယ်။ အရင်အင်္ဂိုက်လာပြီဆိုရင်တင်းစားထပြီးတော့စဉ်ညံရှောင်းလိုက်တာမျိုးတော့လုပ်တယ်ပေါ့နော်အဲ့တော့၄ရက်၃ရက်၄ရက်မြောင်လောက်မှခါကျတော့အဆင်ပြေသွားပြီကော်ဖီမတောက်ပဲလည်းနေလို့ရပါပြီပုံမှန်အချိန်နေပုံမှန်စိတ်ပုံမှန်အုံနောက်နဲ့ပုံမှန်လန်ဆန်းမှုကိုတင်းစားပြန်ရသွားတယ်ပေါ့နော်အဲ့တော့ကော်ဖီဖြတ်သွားတဲ့အချိန်မှခါကျတော့လူပြန်ပြီးတော့ဒီဒီလာရှာနေပြီလူပြန်ပြီးထွက်လာတယ်ထွက်လာပြီးဒီအလုတ်ကိုပြန်ပြီးဝင်တဲ့အချိန်မှာကော်ဖီထပ်ပြီးတော့မတောက်တော့ဘူးပေါ့နော် တော့မတောင်းတတဲ့အချိန်မှာတင်တာဘာတွေခံစားရလဲဆိုတော့အစိတ်တွေမှာ အရန်လွတ်လပ်သွားတဲ့ခံစားမှုခံစားရတယ်။ဟိုကိုယ်စိတ်ခံစားချက်ကတစုံတစ်ခုပေါ်မှာမမူတည်နေဘူးပေါ့နော်။ဒီကော်ဖီတောင်းလိုက်မှလန်းဆန်းသွားမယ်။ဒီကော်ဖီတောင်းလိုက်မှအဲနေလို့ကောင်းသွားမယ်။ဒီကော်ဖီတောင်းလိုက်မှကောင်းမကြိုက်တော့ဘူးဆိုတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့လှူရှာမှုအားလုံးကဟိုကော်ဖီမှာ စစုံတစ်ခုပေါ်မှာမမူတည်တော့တဲ့လွတ်လပ်သွားတဲ့ခံစားချက်ကိုတင်စားရရယ်ပြီးတော့လေဟိုမနေ့ဆိုရင်ကော်ဖီရှာနေရတဲ့ဒုက္ခလည်းပျောက်သွားတယ်ပေါ့နော်အဲတော့တင်စားဒီရနေတီးလိုက်တာဩကိုဘလောက်ပဲကြိုက်ပါတယ်ဆိုအောင်တော့ပေါ့နော်ဒီကိုကြိုက်နေတဲ့အရာလေးတစ်ခုကိုစွန့်လွတ်လိုက်တာတော့မှစိတ်ထဲမှာလွတ်လပ်မှုခံစားရပါလားဆိုတဲ့ခံစားမှုလေးကိုတင်စားတီးလိုက်တယ်ဘာလို့လဲဆိုတော့တင်စားတို့ ော်တော်များများဆွန့်လွတ်မှုတွေပါဝဲဆွန့်လွတ်တာလဲဆိုတော့ကိုမကြိုက်လို့ကိုမုံလို့ကိုနဲ့အဆင်မပြေလို့ဆိုတာမျိုးပဲဆွန့်လွတ်ကြရများတယ်လေတကယ်တမ်းကိုနဲ့အဆင်ပြေနေရကိုကြိုက်နေရကိုချစ်နေရကိုစွဲလန်းတတ်မှတ်နေရကိုမျက်နှာတံမိုးထားနေတဲ့ဆိုတဲ့အရာတွေကိုခါရောတင်စားလို့ဆွန့်လွတ်တာတော်တော်ရှားတယ်ဒါမဲ့အခုတင်စား coffee ကိုဖြတ်လိုက်တာကကျတော့တင်စားမုံလို့လည်းမဟုတ်ဘူး ကိုတကယ်ကြိုက်ရတာနဲ့ကိုဖြတ်လိုက်တာပေါ့နော်။ဘာလို့ဆိုအရှိတစ်ခေါက်ကတင်စားရဲ့အာအမတယောက်ကတော့ပြောခုရဲ့ဘာလို့ coffee ဖြတ်ပါလား။ तू က coffee ဖြတ်တယ်ဗာညာပြောတော့အာမဖြတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဘဝရင်မှာခံစားစရာဆိုလို့ပေါ့နော်။အရသာရှိရှိခံစားစရာဆိုလို့ဒီရာလေးပဲရှိတာပေါ့။အဲ့လိုပြောပြီးတော့မဖြတ်ဘူးဆိုပြီးတော့တကယ်စိတ်ထဲမှာကိုထင်တာကိုတကယ်ကိုအာအဆင်ပြေနေတယ်ကိုတကယ်ကိုကို့အတွက် အကောင်းနေတယ်လို့ထင်တဲ့အရာကိုစွန့်လွန်လိုက်တဲ့အချိန်မှာခကြောတော့စိတ်ထဲမှာလွတ်လပ်မှုတစ်ခုကိုသင်စားခံစားရတယ်။အဲ့တော့ဟိုချိနှောင်မှုပေါ့နော်။ attachment ကပစ္စည်းမှလည်းမဟုတ်ပဲနဲ့အခုပစ္စည်းကိုလည်းအလိုမျိုးသင်စားအရှိရာပြောသလိုပဲကိုယ်နဲ့မဆိုင်တော့ဘူး၊သုံးတာသုံးတယ်၊မဆွဲဘူးဆိုတော့စိတ်လေးနဲ့ကိုယ့်ကို အဖန်ဖန်တလဲလဲအဲတတိပီရဲ့အချိန်မှာလွတ်လပ်မှုတွေရလာသလိုစိတ်ခံစားမှုနဲ့ပတ်သက်ပြီးတော့လည်း လွတ်လပ်မှုရသွားတဲ့အချိန်မှာနေရထိုင်ရတာပို့ပြီးတော့ပို့ပါလာတယ်ဆိုတဲ့ခံစားချက်မျိုးလေးရတယ်ပေါ့နော်အဲ့တော့ဒါဒီကနေပြီးတော့ပြောပြချင်တာက ကိုပါဆွဲလန်းနေလေကိုတခုတစုံတခုကို မရှိမဖြစ်ဖြစ်နေတဲ့အရာမျိုးရှိလာပေါ့နော်အဲ့ဒီဟာလေးကို တဖြည်းဖြည်းနဲ့စွန့်လွတ်ကြည့်ပါအဲ့လိုစွန့်လွတ်နိုင်လာလေကိုစိတ်ကလွတ်လပ်လာနိုင်လေပဲပေါ့နော် ကိုယ့်ရဲ့စိတ်ခံစားချက်ကတစုံတစ်ခုပေါ်မှာမူတည်နေတာကိုယ့်ရဲ့စိတ်ခံစားချက်ကတစုံတစ်ယောက်ပေါ်မူတည်နေရဆိုရင်ကိုယ့်ရဲ့စိတ်ကလွတ်လပ်မှုမရှိသေးဘူးဆိုတာလေးကိုသင်စားပြပြခြင်း ਨੇ အော်ဘယ်လိုပြောမလဲဆိုတော့မိသားစုပေါ့နော်ကိုမိသားစုမှာစိတ်ကံ့ညင်မှုလေးတွေ attachment လေးရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဖိဖိချင်းစီခွာကြည့်စေခြင်း ਨੇ ပေါ့နော် ကိုယ့်ရဲ့ပျော်ရွှင်မှု ကိုယ့်ရဲ့ဝမ်းနည်းမှု ကိုယ့်ရဲ့စိတ်လှုပ်ရှားမှု အရာအားလုံးကိုကိုယ့်လက်ထဲမှာပဲထားကြည့်ကြည့်ပါဘောနော်အဲ့လိုထားလိုက်ရင်လွတ်လပ်မှုတကယ်ကိုခံစားရလိမ့်မယ်။သူတစုံတစ်ယောက်ကကိုယ့်ကိုလှုပ်ပေးမှကိုယ့်စုံတစ်ယောက်ကကိုယ့်ကိုပြောအောင်လှုပ်ပေးမှကိုယ်ပြောမယ်ဆိုတာမျိုးတစုံတစ်ယောက်ကကိုယ့်ကိုနည်းနည်းလေးထိခိုက်လာတာနဲ့ကိုယ့်ရဲ့ခံစားချက်ကဝမ်းနည်းသွားတယ်ဆိုတာမျိုးပေါ့နော်။အဲ့တော့ဘသူ့ဘောမှာမမူတည်ပဲနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုကိုယ့်လက်ထဲမှာပဲ တတ်တဲ့အကျင့်လေးကိုဖြစ်ဖြစ်ချင်းကျင့်သွားတဲ့ချိန်မှာလွတ်လပ်မှုကိုတကယ်ကိုခံစားရပါလိမ့်မယ်လို့ဒီစားကပြောပြခြင်းနဲ့အလိုပဲဖြည်းဖြည်းချင်းစီလျှော့ကြည့်ပါတော့ကိုယ်စိတ်ထဲကလောဘတွေကိုဖြည်းဖြည်းချင်းစီလျှော့ကြည့်မယ်ကိုယ်စိတ်ထဲကဒေါသကိုနည်းနည်းစီတရက်ထက်တရက်တပတ်ထက်တပတ်တလားထက်တလားတနစ်ထက်တနစ်နည်းနည်းစီလျှော့မယ်ဆိုရင် ကိုယ်စိတ်ထဲမှာလွတ်လပ်မှုတွေခံစားလာရတာ ပါလိမ့်မယ်เนาะတင်စားဆုံးရေအခု coffee ရေကိုဖြတ်လိုက်တဲ့အတွက်စိတ်ထဲမှာတကယ်ကိုလွတ်လပ်မှုခံစားရတယ်။ကိုနိုးကြားတက်ကြွဖို့အတွက်တစုံတစ်ခုပုံမှာမူတည်နေစရာမလိုဘူးပေါ့เนาะ။ကိုရဲ့ normal စိတ်နဲ့ normal အနေအထားနဲ့ပဲကိုယ့်ကိုလမ်းဆန်းတက်ကြွအောင်နေနိုင်တယ်။ကိုယ့်ကိုအဲခေါင်းမကိုက်အောင်လည်းနေနိုင်တော့ပြီပေါ့เนาะ။အဲ့တော့အဲ့လိုမျိုး ကိုယ်စိတ်ကလွတ်လပ်မှုလေးတွေပို့ပြီးတော့ခံစားရလာတာပေါ့အဲ့တော့တင်းစားကို coffee ထက်တောက်မလားလို့မေးမတောက်တော့ဘူးပေါ့နော် coffee ဘလောက်ကောင်းလဲအဲဘလို့အရာသာရှိလဲဘယ်နိုင်ငံ ထုတ်ပြီးတော့ဘလောက်အရာသာရှိဘလောက်မွေးတယ်ဆိုတာသိတယ် coffee ကောင်းမှန်းသိတယ်ဒါပေမဲ့မတောက်တော့ဘူးဆိုရဲခံစားချက်မျိုးလေးတင်းစားမှာဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒါဘာနဲ့ ဘာကိုအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာနင်စားဘာကိုတွေးမိလဲဆိုတော့အာယဟန်နာပုဂ္ဂိုလ်တွေပြီးတော့ဒီတန်ငါတော်တွေဆရာလေးတွေပြီးတော့မြတ်စွာဘုရားပေါ့နော်အမြင့်ဆုံးကတော့မြတ်စွာဘုရားပေါ့မြတ်စွာဘုရားကဘာကိုဟောခဲ့လဲဆိုတော့ဘဝပေါ့နော်ဘယ်ဘဝကိုပဲဖြစ်ဖြစ်မြတ်စွာဘုရားမချီးကျူးခဲ့ဘူးပေါ့နော်ဘလောက်ပဲချမ်းသာတဲ့ဘဝဘလောက်ပဲပျော်စရာကောင်းတဲ့ဘဝဖြစ်ပါစေ ဥမာနှက်ချန်သားနှက်စီစိမ်အမြမာချန်သားဘလောက်ပဲချန်သားနေပါစီဒီဘဝတွေကိုမြတ်စွာဘုရားချီကျူးမှုမလုပ်ခဲ့ဘူးဘဝတိုင်းကမကောင်းဘူးဆိုတာမျိုးကိုအဲမြတ်စွာဘုရားဟောကြားခဲ့ရရှိတယ်။အဲ့လိုပဲဟိုတန်ဃာတော်တွေအဆရာတော်တွေပြီးရဆရာလေးတွေပြီးရယဟန်နာ ပုဂ္ဂိုလ်တွေခါကျတော့ဘဝက ဘလောက်ပဲနတ်ဘဝတွေဘလောက်ပဲဘဝစီးစိမ်ဥစ္စာတွေပြည့်စုံပြီးဘလောက်ပဲကောင်းမားတယ်ပြောပြောဒီဘဝကိုထပ်မလို့ချင်တော့ဘူးဆိုတော့စိတ်ဖြစ်သွားကြတာပေါ့အဲ့လိုဖြစ်ဖို့အတွက်သင်သာကော်ဖီကိုဘလောက်ပဲကောင်းပါစေပြန်မတော့တော့ဘူးဆိုတော့စိတ်ဖြစ်တယ်လို့မျိုးဘလောက်ပဲဘဝတွေချမ်းသာပြီးဘလောက်ပဲစီးစိမ်ဥစ္စာတွေဘလောက်ပဲအာဏာတွေရှိပါစေဘလောက်ပဲတာယာတွေဘလောက်ပဲချမ်းမြေတွေပြောပါစေဘယ်ဘဝကမှမလို့ချင်တော့ဘူးဆိုတော့ စိတ်မျိုးဖြစ်အောင်တင်စားအများကြီ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 းစူးစမ်းရအောင်ပဲပေါ့နော်ပြီးတော့တရားထိုင်ရင်လည်းတည်လာတာတရားထိုင်လေကိုကဘာမှမဟုတ်တဲ့လူတယောက်ပါလားကိုစိတ်ကတကယ်ကိုဘာမှမဟုတ်ပါလားပေါ့နော်အများကြီးစူးစမ်းရအောင်မယ်အများကြီး learning လုပ်အောင်မယ်အများကြီးအားထုတ်အောင်မယ်ဆိုတော့တရားထိုင်လေးတိလာလေးပဲပေါ့နော်အဲ့တော့အဲ့လိုပဲ တင်စားကော်ဖီကိုမချိုက်တော့လို့ပြန်မတောက်ချင်တော့လို့ဘဝတွေကိုလည်းထပ်မလို့ချင်တော့ဘူးဆိုရဲစိတ်ဖြစ်အောင်လို့တင်စားတို့အဖန်ဖန်အထက်တလေလေနှလုံးသွင်းဖို့လိုတယ်အခုနားထောင်နေတဲ့သူတွေလည်းကိုယ်စိတ်ထဲမှာတခုခုကိုဆွဲလန်းနေတာမျိုးရှိတယ်စီလီဆွဲတာပဲဖြစ်ဖြစ်အရက်ဆွဲတာပဲဖြစ်ဖြစ်ပေါ့နော်ရှော့ကြည့်ပါဖြည်းဖြည်းချင်းစီရှော့ကြည့်ပါကိုယ်စိတ်ထဲမှာလွတ်လပ်မှုခံစားလာမှာပါလို့တင်စားက ဒီနေရာကနေပြောချင်ပါတယ်ပြောရင်းနဲ့အခုနားထောင်နေတဲ့သူတွေလည်းကိုယ့်ရဲ့စိတ်ထဲကလောဘဒေါသမောဟတွေကိုတဖြည်းဖြည်းလျော့ပါသွားအောင်ကျင့်ကြံနိုင်တဲ့သူတွေဖြစ်ကြပါစေကိုယ်စိတ်နှစ်ပါးလုံးကျန်းမာချမ်းသာကြပါစေအခက်အခဲမှန်သမျှကို အောင်မြင်စွာကျော်ဖြတ်နိုင်ကြပါစေ။ သူတော်ကောင်းတရားကိုလည်းကျင့်ကြံပွားများအားထုတ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့သင်္သာကဆုတောင်းပေးလိုက်ပါတယ်အခုအချိန်နေမှာမြန်မာပြည်မှာအဲကိုကြုံတွေ့နေရတဲ့အခြေအနေတွေအခက်အခဲတွေဖြစ်တန်းနေရတဲ့အတွေ့အကြုံတွေအရန်ကိုအဲခါတိနေမယ်အရန်ကိုခက်ခဲနေမယ်ဆိုပေမဲ့ပေါ့နော်ဒီ focus လေးကိုနားထောင်ပြီးတော့အတွေ့လေးတစ်ခုဖြစ်သွားမယ် attachment လေးတစ်ခုလောက်ယော့သွားမယ်ဖြည်းဖြည်းချင်းစီကိုယ့်ရဲ့ လောဘဒေါသမောဟတွေကိုယုံအောင်ကြိုးစားအထုတ်လာမယ်9မိနစ်ပဲဖြစ်ဖြစ်စိတ်အေးချမ်းမှုလေးရသွားမယ်ဆိုရင်ဒီစားအရင်ကို ကျင့်နေမိပါတယ်ပြီးတော့အခုနောက်ဆုံးအချိန်ထိနားထောင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးကိုယ်စိတ်နှစ်ပါးချမ်းသာကြပါစေ